ီပိစိကဘုရားဖြစ်ဖို့ဆိုတာဘလို့ပါရမီဖြည့်ခဲ့ဘလို့တွေလုတ်ခဲ့ရတယ်လဲလို့ဆိုတာတာကတည်တင်တည်လိုက်တဲ့အချက်ဒီပေါ့နော်တို့တော့ပိစိကဘုရားအလောင်းပါရမီဖြည့်တယ်ဆိုတဲ့ဇာလန်းနေတာတဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိပြီအတွက်ကြောင့်တို့ဘယ်လိုဒီပရိသတ်တဘုရားအလောင်းပါရမီဖြည့်တယ်လို့ 90ဇတ်တည်လူသူတို့ရဲ့အတိတ်ဘဝဇလန်းနေမြန်မြန်ဆဆမတန်းတင်ထားတာမရှိပြီအတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်တော့ပါရမီဖြည့်ရတယ်ဆိုနှစ်အသင်္ချေနဲ့ကမ္ဘာတသိန်းဖျားဖြစ်ဖို့ရတာအ ਨੇ ဆုံး၄အသင်္ချေနဲ့ကမ္ဘာတသိန်းဒီလိုဆိုတာပေါ့နော်အဲ့ဒီတည်းပဲ တတရိကဖရားဆိုလို့ရှိရင်ရှစ်သင်္ချေနဲ့ကဘာတသိဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိလို့ဒီလိုပါရမီဖြစ်ရတာ၄ရှိသေးတယ်ပေါ့ဖရားဖြစ်ဖို့ကျတော့၄သင်္ချေနဲ့ကဘာတသိရှိတယ်ရှစ်သင်္ချေနဲ့ကဘာတသိရှိတယ်16သင်္ချေနဲ့ကဘာတသိရှိတယ်လို့သူတို့ရဲ့တတ္ထဆွမ်းအာပညာဆွမ်းအာဝိရိယဆွမ်းအာ၄အလိုက်နှစ်အတိုင်းတာလို့ကွဲပြားချမှာရှိ ဲ့တော့ဘိသကဗုဒ္ဓတွေကျတော့အဲ့လိုပဲပြချမ်းသာမှုမရှိဘူးဘိသကဗုဒ္ဓဖြစ်ဖို့ရကျတော့နေ့အတင်ချေနဲ့ကဘာနဲ့သိပါမီဖြစ်ရတယ်ရှင်သာရိပုတ္တရာတို့ရှမောကလန်တို့တို့အက္ခတဝကဖြစ်ဖို့ကြတယ်တိအတင်ချေနဲ့ကဘာနဲ့သိလို့သူဆိုတယ်ကျန်တဲ့မဟာသာဝကတွေကတော့ကဘာတသိန်းလောက်ပဲပါရမီဖြစ်ရတယ်။ပဂတိသာဝကတွေကတော့ ကကောင်းလို့ပြီးတော့အချိန်ခံပြသွားရင်အခုဘဝဖြစ်နောက်ဘဝကြည့်ချင်းကြပါမယ်ဒါဆိုเนาะတိတ်ပြီးတော့ရေရှည်လှုပ်ရှည်မလို့ဘောအဲ့တော့ဒီထူးချွန်ထက်မြက်တဲ့ပုံပုံမျိုးမဟုတ်ဘူးတာမန်ပုံပုံဆိုလို့ရှိရင်တွေ့တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံပုံမျိုးဖြစ်ဖို့ကြာအချိန်ယူရမှာဒါဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘေးစိကဘုရားရှင်မြတ်တွေဟာ နှစ်သင်္ချေနဲ့ကမ္ဘာတသိမ်းပါရမီဖြည့်ပြီးမှပစ္စကဘောရီညာကိုရကြတာဒါဖြင့်ဘယ်လိုခေခါမျိုးမှာပစ္စကဘောရပွင့်လာတော့လို့ဆိုတော့သူကဖယားမပွင့်တဲ့ကမ္ဘာမျိုးမှာလည်းမပွင့်ဘူးတုံညာကမ္ဘာလို့ခေါ်အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖယားပွင့်တဲ့ကမ္ဘာမျိုးမှာဖယားမပွင့်ခင်ပွင့်တယ်ဖယားတဆုနဲ့တဆုချမ်းမှာပွင့်ရပေါ့နော်ဖယားမပွင့်တဲ့အချိန်မှာပွင့်ရတယ် ဂေါရမမြတ်စွာဘုရားနဲ့ဘုရားလောင်းလေးဝေးလာသည်ထီအောင်နောက်ဆုံးဖြစ်စေကဘုရားတဆူဟာကြည်ရင်သေးတယ်။ဘုရားလောင်းလေးဝေးဖွားလာတာကိုတည်းငုံသူတိသွား။အဲ့ဒီဖြစ်စေကဘုရားရဲ့ဖွဲ့တော်ကမာတင်ကဖြစ်စေကဘုရားတဲ့။ဒီဖြစ်စေကဘုရားကဘုရားလောင်းလေးဖွားလာပြီဆိုတာကိုသူတည်းကြားပါကြတော့ဤတော့သူပြိဋိဘံဆံသွားတယ်အဲ့ဒါနောက်ဆုံးပြိဋိကဟောတာဆိုအဲ့တော့ ဘုရားပွင့်တဲ့ကဘာမှာသူတို့ပွင့်ညာတယ်လို့ဒီလိုဆိုတာပေါ့သို့သောဘုရားနဲ့ပြိုင်ပြီးတော့ဘုရားရောပိဿကဘုရားရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူးမရှိဘူးဒါလေးကမတ်သားတယ်ဘာဖြစ်လို့မတွေ့တာတော့လို့မေးစရာလေရှိတော့ရှိမယ်လို့သူကတပြည့်မဟုတ်ဘူးသူကိုယ်ရည်သစ္စာလေးပါးကိုထိုးရင်းသိတာကိုယ်ပိုင်ဉာဏ်နဲ့သိတာမို့သူ့ဘိစိကာ ိုယ်ပိုင်ဉာဏ်နဲ့သိတာလည်းပဲအတိအသည့်တုံးနဲ့တူဆက်သွယ်မှုမရှိဘူးသူကနော်ပစ္စေကဆိုတာအတိအသည့်ကိုယ်အာယုံနဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ခရီးဖြစ်ကြတယ်သူစီရမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပစ္စေကဟုတ်တာဟာတပြိုင်နဲ့900လဲပွက်နိုင်တယ်အတိတွေလဲပို့ပြီးတော့ပွက်နိုင်တယ်ပေါ့တမန်တော်ဘုရားဖះကြတော့တဆူပဲပွက်လို့ရတယ်နှစ်ဆူပွက်လို့မရဘူး တဆူဆိုတဲ့အချိန်မှာဘယ်ချိန်ကြီးအောင်သွားတာလို့တတ်တော်လေးတဆူရှိနေတဲ့ရင်ကိုနောက်ဖျားမပွင့်ရသေးဘူးသူကဆိုရလို့ဘောရဝမြတ်စွာဘုရားရဲ့တတ်တော်လေးရှိနေတဲ့ရင်အရိမတရားဘုရားမပွင့်ဘူးဒါကြောင့်မလို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဘုရားသာသနာကွယ်သွားပြီတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယုတိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဘုရားဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာ စာအဆွေရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်ဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစီဒီရဲ့ရောက်သွားတယ်လို့ပြောတာသူကသူပြောင်းသွားကြเนาะအဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာခုဘုရားကရာမဟာဗောဓိပင်နေရာကြွသွားကြပြီးတော့ဖခင်ရဲ့အတ္တန္တံပုံတန်တံဖန်ဆင်းပြီးတော့ တကူတွေဘာတွေပြပြီးတော့မှဒီစောတာလောင်ပြီးဓာတ်တော်လေးကတဆူးဝမကြအောင်အကုန်လုံးကြောက်ပြသွားတာဒါဓာတုအန္တရဌာနဆိုရှိဒါမို့ဖျားရစရဲ့ဓာတ်တော်ဟာနောက်ဖျားရစလက်ထက်တောင်ရှိနိုင်ရှိနေသေးရင်နောက်ဖျားမပွက်နေဘူးဒီလိုဆိုတာအားလုံးလက်စတုံးသွားအဘိဇိကဘုရားကျတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူး။ဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်။ မတူတာလေးတွေကိုသိတာအဲ့တော့ဘိသိကဝရဆိုတာဘုရားတယ်တော့တစင်းနေတယ်တစင်းနေတယ်ဆိုတော့အရင်ချင်းအပြင်တစင်းနေပါတကရှင်သာရိပုတ္တရာရောရှင်မောဂလန်တို့လိုအက္ခတဝကတွေရဲ့တစင်းမြင့်တယ်ပါအဲ့ဒီချာမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအောင်အဲ့တော့ဘိသိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ ဘုရားဆိုတာတော့သစ္စာလေးပါးကိုအတိတူပစ္စေကဆိုတာအတိတီကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတယ်ဘုရားလို့ဒီလိုပြောတယ်နော်အဲ့တော့သမတမုဒ္ဒရာကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့ဒါတော့အကြီးငယ်ဆူလာဘုရားမဟာဘုရားလို့စာထဲမှာတော့ဒီလိုမတော့ဘူးသို့တော့ဗမာတွေကတော့တဲ့ဖရာကြီးဖရာငယ်နော် ပြည်ကြီးပြန်ငယ်လို့တုံးနေပမာစားပြီးပါအဲ့တော့ငယ်တယ်ဆိုတာကဝါမြင့်ငယ်တဲ့သဘောပြောတာနော်ဟုတ်တမသာဘုရားဘုရားမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးအိန္ဒြိယပရောပရိယတိတို့အတ္တယလူတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပစ္စေကဘုရားမှာမရှိဘူးသောသောကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပစ္စေကဆိုတာအတိအသီး ပတ္တိကုလအတိအသည်တစ္ဆာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့တစ္ဆာတရားကိုသိပြီးတော့ပစ္စကဘုရားဖြစ်ကြတယ်အရတမေအရတ္ထုံရရရှင်သာရိပုတ္တရာတို့ရဲ့အရတမေအရတ္ထုံနဲ့စွန့်ရိပ်ချက်တယ်ပေါ့ဘိဇာသုံးပါရဲ့အဘိညာဉ်၆ပါးပဋိသမိဒါညာ၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရာချင်းတွေရှိတယ် ထူးခြားတဲ့နဲ့လည်းယဉ်ချင်းနေရှိတယ်။အဲဒီလိုဘိသိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်သိလို့ particular ဗုဒ္ဓတိဒ္ဓဖရာတွေလို့ဒီလိုပြောအောင်သူတို့ဘိသိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ကြတယ်။ silence ဆိုတဲ့အဓိပ္ပာယ်စကားမပြောတိတ်တိတ်နေတယ်ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးဘိသိကဗုဒ္ဓကစကားပြောပါလေ ကုသိုလ်ဟောတာတဲ့တရားတွေရှိတယ်။တရားမဟောဘူးဆိုတာမဟုတ်ဘူး။မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာလဲဆိုတော့ထေကရမှာရှင်းထားတာရှိတယ်။ပိစိကဗုဒ္ဓလေးဟာကိုယ်ပိုင်ဉာဏ်နဲ့ထူရင်းပြီးတော့တရားဓမ္မသိတာမှန်တယ်။သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိတော့ပြောနိုင်တာမရှိဘူး။ ပြလို့ဆိုလို့လေနော်မဟောတာတော့မဟုတ်သို့သောအထေရမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေနဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုဘယ်လိုလုပ်ပြန်ပြောပြ။ EL နဲ့လောက်အောင်ပေါ့။အဲခုကိတဲ့စကားပြောတဲ့နေရှိတယ်ဒီလက်ကလေးတွေကိုချိုးတီချိုးပြနေတာ။အဲ့တော့ပြစ်စကားဘုရားက သူသိတဲ့တရားကိုပြန်ပြီးတော့ခေါ်ဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေခေါ်ဖို့ဆိုတာသူမှအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုန်းဆိုးတယောက်ဟာမြုပ်တက်ပြီးတော့ဖာလူဒါတောက်ပေါ့။အတောရောက်တဲ့ကဖာလူဒါလောက်ကောင်းတဲ့ဆိုသူပြန်ပြပြောတတ်ဖို့လေ။ရှိမှမရှိလား။ဟုတ်လား။ စာထဲမှာတော့ဖန်တာလို့မပါဘူးနားလည်အောင်လို့ပြောပြတယ်။မြို့ပေါ်မှာစားလာတဲ့အစာအာဟာရရဲ့အရသာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးလေ။တောမှာစကလုံးမရှိဘူးပေါ့လေ။အဲ့ဒါပြောဖို့။အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာလဲအဲ့ဒါကိုကြည့်ပြီးဆိုင်းလင်းဗုဒ္ဓလို့ဘာသာပြန်တော်တန်ဖို့။ဘာ90တဲမှာပြစ္ဆေကဗုဒ္ဓကတရားဟောတော်တာရှိတယ်။အရိန္ဒမမင်းဆိုတော့ဘုရားလောင်းအဲ့တော့ ဘုရားလောင်းနဲ့ပြစ်စီကဘုရားအဲ့တော့တကယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့အဲ့တော့ပြစ်စီကဘုရားဖြစ်တာကပရောဟိတ်ပုံနာဘုရားလောင်းကဘင်းအဲ့ဒီမှာသူတကယ်ချင်းကိုသူလိုတောထွက်ပြီးတော့တရားလိုတရားပြန်ရစေချင်အဲ့ဒီအချိန်မှာဟိုကထိနှံစည်းစိမ်မဆွနိုင်ကံကောအာယုန်တွေကမဆွနိုင်မဆွနိုင်တော့ ဘာနဲ့ဥပမာပေးပြီးဟောတော်မူဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောတာမင်းဒီနဒီနစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလိုဒုက္ခရောက်နိုင်မယ်ပြောတော့ဒီလိုတော့ဟောနိုင်တယ်ဟောတယ်ဆိုရင်တွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ကတဲ့ခင်းကမြေကျောမှာညောလာတယ် အိန္ဒိယနိုင်ငံဆိုရင်ဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောနော်ခင်းကမြေပြောမှာဆင်းလေကောင်ကြီးမျောလာမျောလာတဲ့အခါကြီးကောင်ကအဲ့ဒါမြင်တော့ဆင်းလေကောင်ကိုပြန်ချလိုက်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံးပြီးမှာမှာစားတယ်ရလည်းရှိတယ်နေစရာလဲကျဲကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူး။ဆိုင် ဆင်ကြီးကိုဖောက်စားတယ်နော်ဆင်းတဲ့ကောင်ကြီးကိုဖောက်စားတယ်ရေရေငန်းလို့ရှင်ညည်တောင်းလိုက်ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှာသူသဘောကျပြီးကန်းကိုမပြန်တော့ဘူးအဲ့ပေါ်မှာပဲနားနားနေနေနဲ့ဆင်သားလေးစားလိုက်ရေလေးတောင်းလိုက်နားနေလိုက်နဲ့သွားတာတပြေးပြေးခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာ ်ဆင်းသေးကောင်းကြီးပဲရောက်တော့တော့ပင်လေတဲ့ရောက်တယ်။အဲဒီပင်လေတဲ့ရောက်တာကိုလည်းသူကမမှုလိုက်သွား။ခေါကမ်းမမြင်လမ်းမမြင်နေရရောက်သွားတယ်ဆင်းသေးကြီးကလည်းရက်ချလာတော့ပုတ်လိုက်နေကပုတ်လို့ဆင်းသေးကအကောင်ကပြက်ပြက်လာ။ဖောင်ပြက်ပြီပေါ့အဲ့ကြ။အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကမ်းလက်ရှာမတွေ့ဘူး။ကမ်းလက်ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်တဲ့ပင်လေတဲ့ပဲကြာပြီးသေးသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကံကောအာယုံကျော်နေတယ်မှာမမောနေမယ်ဆိုရင်ဒီနေ့မှကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ခေါ်သွားတာအဲ့ဒါပြည့်စုံခဖို့လားဟောတဲ့တရားအဲ့တော့အဲ့လိုတံဝေကဖြစ်အောင်တော့ခေါ်တယ်သို့သော ဝိပဿနာကျင့်တယ်ဆိုတာဘယ်လိုကျင့်ရလဲကျင့်မဲ့ကိုဘယ်လိုမဲ့ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုရင်ဒီလိုမှမဟောနိုင်ဘူးဆိုတော့မဟောနိုင်တဲ့အတွက်ကြောင့်ပိဿကဝိရတရားနာပြီးတရားလူတရားမြတ်ရတယ်ဆိုတော့ပုံကိုလူမှမရှိဘူးကိုယ်ပိုင်ဉာဏ်နဲ့သိပြီးတော့တာလေတရားလူတရားမြတ်ရတာပိဿကဝိရတရားမသိနိုင်ဘူးတဲ့ခေါ်နိုင်စွာရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်း ဒီကြံတဲ့ပုံကိုယ်လိုက်ပြီးတော့လိုက်နိုင်ခြင်းသုံးဘူးဒီလိုဟာမျိုးဖြစ်အောင်မဟုတ်နိုင်ဘူးလေပိစိကဘုရားနဲ့တစ်စိမ့်နဲ့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကြောင့်ဟောနိုင်ပြီးတော့ပိစိကဘုရားဘာလို့မဟုတ်နိုင်လို့ဆိုတော့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူ့ဟာမဟုတ်ဘူးလေဘုရားဟာဟောတာလေဘုရားဒီလိုတစ်စိမ့်သင်ထားတာရှိမှမရှိတာဟုတ်အဲ့ဒါကြောင့်မတူဘူး ရှင်သာရိပုတ္တရာတို့ဟောသမြတ်တရားဒီဘုရားတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးပိစိကဗုဒ္ဓါကကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓါကိုအာအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဒီလိုပြောတာပေါ့နော်ဟုတ်ပါဘူးဗျာသူကလည်းလို့ပြောတာကြီးကဟိုဘာလို့ဆိုလို့ရတော့ဆိုသူရထားတဲ့မက်ခုရှင်ညွန်းတဲ့အတိတ်မျိုးဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးနော် တမန်နဲ့ပြရအောင်တရားကုသိုလ်ကောင်းမှုလုပ်ရမယ်ဆိုတော့ဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်ခုနလိုမဲ့ဖို့နေဗံကိုရသွားသည့်ကြည့်အောင်စိုက်ကြည့်တော့ခြင်းစဉ်တစ်ခုဟောမပြနိုင်ဘူးသူကတော့သိတယ်သူသွားတဲ့လမ်းတော့သူသိတယ်ပေါ့သူတော့အဲ့ဒါကိုသူများကိုရှင်းမပြတတ်ဘူးဆိုတာ အခုကလူတွေလည်းတချို့လည်းပဲသူပြစ်စီကဘုရားလောင်းမဟုတ်ပြစ်စီကဘုရားမဟုတ်ပဲလို့ငါမပြောတတ်ဘူးတော့ငါတော့သိတော့သိတယ်ဒီလိုလူလည်းရှိနေတာဟုတ်လေပြောမပြတတ်ဘူးတဲ့ဒီလိုရှိတယ်အဲ့တော့ပြောပြတယ်ဆိုတာလည်းလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်အေးပြစ်စီကဘုရားကိုယ်ပိုင်ဉာဏ်နဲ့အတိအတိ particular ကိုယ်ပိုင်ဉာဏ်နဲ့တရားဥတရားမြတ်ရသွားတယ်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပြစ်စကဟောတာတော့ခေါ်တယ်